မင်းညားကရန်ကုန်လေစိတ်ကိုပြန်လည်ရောက်ရှိလာတဲ့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို NLD ပါတီဝင်တွေနဲ့ပြည်သူတွေစုစုပေါင်း2000ကျော်ကစောင့်ကြိုခဲ့ကြပါတယ်။နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ကျမ်းမာရေးအတွက်စိုးရင်ပူပန်ခဲ့ပေမဲ့ပြန်ရောက်လာချိန်မှာကျမ်းမာသာရှိနေတဲ့အတွက်ဝမ်းသာကြောင်းရန်ကုန်တိုင်းရွေးကောက်ပွဲအောင်နိုင်ရေးဥက္ကဋ္ဌဒေါက်တာစိုးဝင်းဦးကပြောပါတယ်။ပြည်သူတွေရင်ထဲမှာပို့ပြီးတော့ပျော်တဲ့အပျော်နဲ့ကြိုတယ်လို့ပဲကျွန်တော်တို့ကလည်းမြင်ပါတယ်။ ချိုးပြင်ကျွန်တော်တို့ဒီတိုင်းပြည်အတွက်ပေါ့နော်အဲကျွန်တော်တို့နိုင်ငံဒီအခွင့်အလမ်းဒီ opportunity တွေအများကြီးအတွက်တခါတည်းဆောင်ကျင်းပြီးတော့ယူလာနိုင်တယ်ဒီအပေါ်မှာပျော်ရဲအပျော်ပေါ့နောက်တစ်ခါတော့ကြမ်းကြမ်းမာမာနဲ့ပြန်ရောက်လာတဲ့အတွက်စိတ်ထဲမှာနည်းနည်းဟိုပူပန်တော့ကတွေယော့သွားပြီးအော်ငါတို့မိကောင်းမကြမ်းမာပြန်ရောက်ပါလားဆိုရဲငါတို့ကောင်းဆောင်အဲအဲ့လူမျိုးနဲ့လဲကြိုတာဖြစ်ပါတယ်ဟုတ်နိုင်ငံတော်တမနာယုံပြောရေးဆိုခွင့်ရှိသူဦးစော်ထေကနိုင်ငံတော်အတိုင်းမိငံရဲ့ကျမ်းမာရေးအရာအနားယူဖို့လိုအပ်ကြောင်းပြောထားပါတယ် နိုင်ငံတော်အတိုင်ပင်ခံရဲ့ဒီတစ်ခေါက်ပြပခီးစဉ်ဟာအတိတ်ပဲများစွာရှိတဲ့ခီးစဉ်ဖြစ်ပြီးထူးခြားတဲ့ကြိုးစိုးမှုဖြစ်ကြောင်းစာရေးစရာဦးထင်လေးဦးကပြောပါတယ်နိုင်ငံတစ်ခုကိုဥဆောင်နေတဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တယောက်အဖြစ်နဲ့ဒါခရီးသွားခဲ့တာဖြစ်တယ်အဲ့လိုခရီးသွားခဲ့တဲ့နေရာမှာလည်းပဲအများကြီးဆွမ်းဆောင်အောင်မြင်မှုတွေရခဲ့တယ်အမေရိကန်မှာလည်းပဲဒီစီးပွားရေးလုပ်ငန်းတွေအတွက်အခွင့်အလမ်းကောင်းတွေရရှိဖို့ နောက်တစ်ခါပိတ်ဆို့ထားတဲ့ဆန်ရှင်တွေကိုဖယ်ရှားဖို့အထူးသဖြင့်ပေါ့လေမြန်မာနိုင်ငံအပေါ်မှာအရင်အရင်အစိုးရအဆက်ဆက်လက်ထက်တွေမှာအမြဲတမ်းအပြစ်တင်ရှုံးချခံနေရတဲ့လူအခွင့်အရေးပေါ့အဲ့ဒီလူအခွင့်အရေးနဲ့ပတ်သက်တဲ့ဆုံးဖြတ်ချက်ကိုကုလသမဂ္ဂမှာမတင်သွင်းတော့ဘူးဆိုပြီးတော့ဖြစ်တဲ့အထီကိုစွမ်းဆောင်နိုင်ခဲ့တာပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့အများကြီးဂုဏ်ယူတယ်ဒီတစ်ခါမေတော်အောင်ဆန်းစုကြည်ကိုကြိုးစားခြင်းကကျွန်တော်တို့အတွက်အများကြီးပို့ပြီးအတိတ်ပဲရှိတယ်လို့ ျွန်တော်တို့ခံယူပါတယ်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ15ရက်ကြာအမေရိကန်နဲ့အင်္ဂလန်နိုင်ငံကိုတွားရောက်ခဲ့ပြီးရန်ကုန်မြို့ကိုပြန်လည်ရောက်ရှိလာတာဖြစ်ပါတယ်ခင်ဗျာ။